ကတော့ Halloween night နီးလာပြီဆိုတော့လေကျွန်တော်ဒီပုံစံလေးက Brad Pitt ရဲ့7ရဲ့အဲ့ character လေးပုံစံမျိုး inspire ယူတာပါ။အဲ့မှာလည်းတော့ရဲ character လေးဆိုတော့ကိုယ်လည်းရဲ character လေးဆိုတော့အဲ့ဒါလေး inspire ယူထားတယ်။အဲ့ရင်းကားထဲမှာရောဘယ်လိုမျိုးလေးလဲဟိုဒီလိုတွေတန်ရတယ်။တန်ရတယ်တော့မရပါဘူး။တန်ရတယ်မရပါဘူး။ ဟုတ်တယ်ဟုတ်တယ်အရေးပြီမှာခိုင်းမိလာလားဆိုမေးကြတယ်လက်ရအရန်ကောင်းတော့လို့ကိုယ့်ကိုလုံးလာတော့ပြောကိုယ့်ကိုပဲပေါ့ကိုယ့်ကိုပဲတမလာကိုယ့်ကိုမိုက်ကပ်ပဲညာလေးကစောင်းသွားလိုက်ပြန်ဖြတ်လိုက်နှာခေါင်းလေးကအောက်ရောက်သွားလိုက်ပြန်ပေါ်တင်လိုက်နေအဲ့လိုမလုပ်ပါနဲ့မိတ်တွေပြအောင်ပြီးအင်တာဗျူးမှာတက်လာမှာပြည့်ရမူမာနော် ဒန်ယာကတော့ Halloween နာနီးလာပြီဆိုတော့လေကျွန်တော်ဒီပုံစံလေးက Brad Pitt ရဲ့7ထဲကအဲ့ဒီ character လေးပုံစံမျိုး inspire ယူထားတာပါကျွန်တော်အဲ့လိုအရင်ကလည်းတက်ဖို့တော့အာအများနဲ့ရှိတယ်ဒါပေမဲ့လေးတွေကအကြံဉာဏ်ပေးတာနဲ့တက်ဖြစ်တာပဲ Brad Pitt ကိုကြိုက်တယ်ဗောโอเคအဓိကကလေးတွေကဟားတဲ့ဒီဒီလိုပုံစံဝတ်တဲ့ဒီလိုပုံစံလုပ်တဲ့အေးကောင်းတယ်ကောင်းတယ်ဆိုပြီးလုပ်တာကလေးတွေမြောက်ပြလိုက်တာပါတကယ်တမ်းရထားမဟုတ်ပါဘူး ကားနဲ့များနည်းဆက်ဆက်နေမှာဇက်ကောင်ဆက်ဆက်ပါဘူးအားထဲမှာလည်းတော့ရဲကာရက်တာလေးဆိုတော့ကိုယ်လည်းရဲကာရက်တာလေးဆိုတော့အဲ့ဒါလေး inspire ယူထားတယ်အဲ့တော့ရင်းကားထဲမှာရောဘယ်လိုမျိုးလေးလဲဟိုဒီလိုတွေတန်ရတယ်တန်ရတယ်တော့မရပါဘူးတန်ရတယ်မရပါဘူးအမေးကြအောင်လားဖြစ်သွားတယ်မေးကြတယ်မေးကြတယ်ဘယ်လိုပြေလဲနောက်ဆိုစာလေးကတ်ထားမယ်ဟုတ်တယ်ဟုတ်တယ်အခြေပြုမှာခိုင်းမိလာလားဆိုပြီးကြတယ် လက်ရအရန်ကောင်းတော့လို့ကိုကိုလှုပ်လာတော့ပြောကိုကိုကိုပဲဗောကိုကိုတမလာကိုမိုက်ကပဲဒီနားလေးကစောင်းသွားလိုက်ပြန်ဖြတ်လိုက်နှာခေါင်းလေးအောက်ရောက်သွားလိုက်ပြန်ပေါ်တင်လိုက်နေအဲ့လိုကျွန်တော်အဲ့လိုကိုလှုပ်ချင်တာလှုပ်နေရတာပျော်တဲ့လူသားမျိုးလေအဲ့တော့အဲ့လိုခုနကတော့မဆရာမြက်ခါမယ်မင်းတော်ဝင်အစ်စ်ကိုဘယ်တော့မြင်ရမှာလဲမဟုတ်ဘူးလို့မင်းတော်ဝင်ဆိုတာအာလူတွေအများကြီးထဲမှာဟိုဒီဟာဖြစ်ကြပါတော့မင်းတော်ဝင်ဥပမာသဘောကောင်းတဲ့သဘောမကောင်းအဲ့လိုစသဖြင့်အဲ့လိုပုံစံတစ်မျိုးနဲ့ကျွန်တော်မနေချင်ဘူးအားကြောင့်မို့နောက်ထပ်ပုံစံတစ်ခုပြောင်းလာတော့နောက်နှစ်မှလည်းဒီထက်နောက်ထပ်ပုံစံတစ်ခုထပ်ပြောင်းမယ် ဒီကားမှာကကျွန်တော်ကဒီလိုမျိုးဇက်ရုပ်ကိုရှေ့မှာ shop flip မှာတော့ရိုက်ခဲ့ဘူးရယ်အဲ series အနေနဲ့ကြတော့ပို့ပြီးတော့စင်းနေလဲပို့များတယ်တောင်လဲပို့ကြီးတယ်ပေါ့နော်အဲအဲ့တော့တခြားလေးတော့ပြင်ဆင်ရတယ်ရိုက်ကူးရေးပြင်ပအချိန်နေမှာပါဒီ character အတိုင်းနေနေတယ်တကူရေးသုံးဆောင်နေရစပြောင်းပြီးတော့သုံးတယ်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်တခြားလေးတော့စိတ်နဲ့ပြောကြိုးစားထားပါဟုတ်ဒါကတော့ဟိုတောင်နဲ့တောင်နဲ့ကြာမှာအဲ့လိုရင်းလိုက်ရတဲ့ຢာရှိရပါတော့တစ်ခါတည်းကကြာတော့ ကုလိုချင်တဲ့ຢာတွေဖြစ်ဖို့အတွက်ရင်းလိုက်ရတယ်ဆိုတာမျိုးလေးကိုအတိတ်ပဲနဲ့ပေးထားတာပေါ့ရိုက်ခွင်းမှာအမှတ်တရကကျွန်တော်စင်နေရင်စိုက်တာတကားလုံးပါလေကိုစင်နေရင်ရိုက်တယ်နောက်ပိုင်းတကယ်တန်ပိုစင်းနေပြီးရဲ့အလောရဲ့ဖမ်းရမှာနေမကောင်းမှုချောင်းနေဆိုတာဒါပေမဲ့တော်သေးတယ်အဲ့ချိန်မှာじゃကိုကဒါလော့တိတ်မပြောရတော့ပြီးတော့အဖမ်းနေပဲဖြစ်သွားလို့တော်သေးဒါလော့အများကြီးတွေပြောနေပြီးတော့ဒါလော့တရားဆိုတာရဲတွေအသုံးနှုံးနဲ့အသုံးနှုံးနဲ့ကျွန်တော်ပြင်ပမှာမသုံးနှုံးနေကြပါဟုတ် အဲသူတို့ရဲ့ဇကားတွေနည်းနည်းပြင်ပတွေအတွက်ဆိုစဆန့်တယ်နည်းနည်းခတ်ထောက်ထောက်လေးတွေဖြစ်တာပေါ့နော်အဲ့ဒါလေးကိုကိုဒီနေတူကဇကားလိုမျိုးပြောနေကြလူတယောက်ဖြစ်အောင်တော့အဲ့ဒါလေးတင်ဆင်ရတယ်အဲ့လိုရမို့ကျွန်တော်အဲ့လိုအဲဒီဒီ character လေးကိုပေါ့နော်ရင်းပွဲဆိုရင်တော့ငါဒီလိုလေးတက်ရင်ကောင်းမှာပဲဆိုတော့ဟာလေးကျွန်တော်ပထမစဉ်းစားထားတာကျွန်တော်အမဲအမဲကဝဲမလို့အမပရိုဂျက်အမဲမွေးပါနေတဲ့အမဲဆောင်ဝေးပါတဲ့ group ထဲမှာပို့တယ်အဲ့နဲ့ဒီ fashion လေးဖြစ်သွားအမှန်တော့အခုလိုပွဲတက်လောက်ပဲလုပ်ဖြစ်မှာပါအပြင်ပါကကျွန်တော်တို့က ကိုကိုယ်တိုင်ကိုလှုပ်ချင်တဲ့ဟာတော့မှကျွန်တော်အများကြီးလှုပ်လို့မရဘူးကျွန်တော်ဆိုအမှန်တမ်းပြောရရင်အဲ့လို body နည်းနည်းရှိကျင်တယ်ကျွန်တော်ရဲ့ဖြစ်ကျင်တဲ့ type ဆိုကျွန်တော်အဲပတိုင်းမှုတွေပေါက်ကျင်တယ်သပင်ရှိထားကျင်တယ်ဒါပေမဲ့ကျွန်တော်ထားလို့မရဘူးအဲ့လိုလိုပေါ့နော်ကျွန်တော် character တစ်ခုတစ်ခုပြောင်းနေရတဲ့ခါမှာကိုလှုပ်ကျင်တဲ့အရာကြီးကိုအမြဲတမ်းဆွဲကြိုင်ထားလို့မရဘူးတိကျဆောင်လို့ဆိုတော့လေဟာအဲ့လိုမလုပ်ပါနဲ့မိတ်တွေပြအောင် ပြီး interview မှာတက်လာမှာမူမာနော်